ရန်ရများတဲ့မြို့ကလေးရန်သူတွေမြို့ကလေးကိုမဝိုင်းခင်ကတည်းကအင်းပင်တွေပေါက်တဲ့တောင်ကုန်းတွေကဝိုင်းတာကိုခံထားရတဲ့မြို့ကလေးပေါ့မြို့တောင်ဘက်ကချောင်းကလေးမှာရန်သူအလောင်းတွေမျောမှုတယ်မြို့မြောက်ဘက်ကဇေဒီမှာလေရင်ဘုံဆံကျမှုတယ်သူရဲကောင်းတွေကိုပတ်ထားပေးလို့တဲ့နတ်ဆိုးရိုက်သမနတ်ဆိုးရိုက်သမျှ မြို့ကလေးရဲ့ကျောမှာဒံရလိုရအခုထိလက်လက်ဆက်ဆက်ဒီနေ့အေးချမ်းတဲ့အခါငါရေးတဲ့အချစ်ကပြာမှာမြို့ကလေးနှစ်မိပအောင်ရေးမယ်မြို့ကလေးရဲ့အနောက်ဘက်ကတောင်ကုန်းတွေကြားမှာအိတ်နေခဲ့တဲ့ငါညီလေးနဲ့သူ့တငယ်ချင်းတွေစီကိုတတိယရိုင်းသွားမယ်မြို့ကလေးနတ်ဆိုး၆တော့မကြောက်မထိတ် သူရဲစိတ်နဲ့အံကျိတ်ထားတဲ့မျိုးကလေးမုံတိုင်းတန်လားစစ်တန်လားဟဲ့မျိုးကားကြောက်စိတ်မရှိခင်မိတိုက်ခံရဘုံတန်ခလဲမျိုးကယွန်းစိတ်မရှိခင်မှန်တဲ့တရားမျိုးတကားမှာမျိုးကားဓာတ်ထန်ဆောက်နေတော့တတိကောင်းတဲ့မျိုးကလေးတတိကောင်းတဲ့မျိုးကလေး ိုးစားခင်းတွေရှိတဲ့မြို့ကလေး view point ရှိတဲ့မြို့ကလေးနေဆက်မြို့ကြီးရဲ့မလန့်မကန့်ကကြောသားရင်သားငါတို့အပေါ်မခွဲခြားခဲ့တဲ့မြို့ကလေးဘယ်ဧည့်သည်ရဲ့ကျေးဇူးမှမြို့ကလေးပေါ်မရှိပေမဲ့မြို့ကလေးရဲ့ကျေးဇူးနဲ့ဧည့်သည်တွေအေးရေးဝါဝါအိတ်ခဲ့ရဘူးလေဟောဒီကာလာကြီးတဲ့ဒီမြို့ကလေးမှာခမည်းနေခဲ့ဘူးတဲ့ဆိုရင်တော့ အကောင်ပဲအခုတော့အရှိရောမနဲ့အော်တိုမင်တို့ကွန်စတန်တီနိုပဲကိုလူတလို့မြို့ကလေးကိုရန်သူနဲ့အပြိုင်လူနေရမြို့ကလေးမှာတီယိုဒိုရှန်လို့တတိုင်းမရှိဘူးအဲ့ဒီတတိုင်းလို့ငါတို့သူရဲကောင်းတွေရှိတယ်မြို့ကလေးဟာနောက်တစ်ခါရန်သူလက်ကို ထပ်ပါလို့မဖြစ်ဘူးမှလားမြို့ကလေးမှာဒဏ်ရာတွေထပ်ရလို့မဖြစ်ဘူးမှလားမြို့ကလေးဟာ trauma တွေထပ်ရလို့မဖြစ်ဘူးမလားမြို့ကလေးရဲ့တမိုင်းမှာတတ်ဆုံးသွားသူတွေရဲ့အပြုံးတွေတိုင်းတာရှိသေးတယ်လို့မြို့ကလေးထဲကရဲဘော်ကဖုံးဆက်ပြီးပြောတယ်ငါတို့ရဲ့သူရဲကောင်းစိတ်တန်ကြီးဟာအဲ့ဒီမြို့မှာအဲ့ဒီမြို့ကလေးထဲမှာတည်ခဲ့ပေါ်အဲ့ဒီမြို့ကလေးမှာရန်သူလက်ထက်နဲ့စေးယုံအပြုတ်အပြက်လည်းရှိတယ် လက်နက်ကြီးကြားထားတဲ့စာတင်ကြောင်းလေးရှိတယ်။မြို့ကလေးရဲ့ဖျားကြောင်းနေရံမှာပွားထနေတဲ့ကြီးဆိုင်ရာတွေလည်းရှိတယ်။စီးစာရေကန်ကြီးနဲ့မျက်ရည်စီးကြောင်းတွေလည်းအဲ့ဒီမြို့ကလေးမှာရှိတယ်။မြို့ကလေးရဲ့လမ်းတွေမှာမြေမြုပ်မိုင်းတွေရှိခဲ့ပြီးမြို့ရဲ့အမှတ်အသားဖြစ်တဲ့ပုံစံတူအိမ်ကလေးတွေမှာလည်းရစရာမရှိအောင်ဖျက်ဆီးခံထားရတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြို့ကလေးခမခုထိကြီးပြတာမကြားရသေးငါတို့အားနာရတယ်မြို့ကလေးကြီးမြို့ကလေးကိုနတ်ဖလိုဟာကြွတ်ကြွတ်ဝါလို့ချောင်းနေပြန်ပြီမြို့ကလေးနားမှာလက်နက်ကြီးတန်တွေညံနေပြန်ပြီတဲ့မြို့ကလေးကိုပြန်မပေးရဖို့မြို့အထက်မှာရန်တုတက်ပြတ်ဖို့မြို့ကလေးနဲ့သူရဲကောင်းတွေစီမြေတားတွေရောက်အောင်ပို့ပေးကြဖို့ မြို့ကလေးရင်ဂျေဇုမဆက်နိုင်သေးပေမဲ့မြို့ကလေးရဲ့ဆက်ရှောက်ပေးခဲ့တဲ့ဂျေဇုကိုငါတို့ဘယ်တော့မှမမေ့ပါဘူး။ဒါယာရီနဲ့မြို့ကလေးရင်မင်းကဆလို့မြို့အားလုံးလွတ်မြောက်ပါစေလွတ်မြောက်ပါစေအထီးအခိုက်ကင်းပါပါစေ။မြို့ကလေးကြောင်ပြောတဲ့အခါမတို့မှလည်းဒါယာရီအပြစ်မြို့ကလေးမှလည်းနာကျင်စရာတွေအပြစ်မြို့ကလေးကသူ့မြို့သားတွေကိုဆုံးရှုံးထားရပြီးငါတို့မှလည်း ကိုအရင်ကလိုချစ်စရာကောင်းတဲ့မြုပ်ကလေးကိုပြန်ရဖို့မလွယ်သေးမြုပ်ကလေးနမီကိုတော့ထူးပြီးပြောပြဖို့မလိုဘူးထင်ပါတယ်ခမားတို့ရင်ခဲမှာလွမ်းစရာကောင်းတဲ့မြုပ်ကလေးတစ်မြုပ်ရှိခဲ့ပါလိမ့်မယ်ဒံယာများတဲ့မြုပ်ကလေးလို့ပြောရင်ဟိုးတောင်ဘက်ပိုင်းကိုမျှော်ကြည့်နာကျင်လွမ်းမောစရာအမှတ်တရတွေရှိရဲ့ဆိုရင်မြုပ်နမီကို ခမားတို့ မှတ်မိပါလိမ့်မယ်။တဲ့လူပါ။ဆိုတော့ဒီကဗျာကကျွန်တော်တို့တောင်ပိုင်းရဲ့တော်လိုင်းရေးတန်တေးစတီရဲ့မြို့လို့ပြောလို့ရတယ်မြို့ကလေးတမျိုးကြောင်ပေါ့နော်။ကျွန်တော်တို့ရဲ့ဒုတိယအိမ်လို့ပြောလို့ရတယ်မြို့ကလေးတမျိုးကြောင်။ဆိုတော့အခုတည်းဒီလက်တိုက်ပွဲတွေဖြစ်နေတယ်။အဲ့ဒီမြို့ကိုလုနေကြတယ်ပေါ့နော်။ဆိုတော့ဒီဒီအခုလက်ရှိဖြစ်ပျက်နေတဲ့အခင်ချင်းအာဒီကနေ့အဲလက်ရှိအချိန်မှာဖြစ်နေတဲ့အကြောင်းအရာပေါ့နော်။ဒါပေမဲ့တချင်ချင်းမှာဒါတွေကတမိုင်းမှတ်တမ်းတွေဖြစ်လာနိုင်မယ်။ ဒါပေမဲ့အခုဒီကာလအတွင်းမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့စုမုံနေမီတွေကိုထိချုပ်ဖို့လည်းလိုသလိုနောက်ထပ်စုမုံနေမီတွေကြည်ကြည်ပြင်းပြင်းရရှိဖို့ကြိုးစားဖို့လည်းလိုတယ်။ဆိုတဲ့အခါကျတော့ဒီလိုစုမုံနေမီတွေရဖို့စုမုံနေမီတွေကြည်ကြည်ပြင်းပြင်းရှိလာပြီးတော့မှစစ်ကောင်စီကိုနိုင်ငံရေးအရာရောစစ်ရေးအရာရောဖိအားပေးဖို့စစ်ကောင်စီကိုပြိုလဲတော့အောင်ထိုးနှက်ဖို့ဆိုတာကျွန်တော်တို့ အာဒီဖတိုလို့ခေါ်တဲ့ကျွန်တော်တို့နေမီပိုင်ဆိုးမှုလို့ပါတယ်ဆိုတော့ဒီလိုနေမီပိုင်ဆိုးမှုအတွက်အသက်တွေရင်ဘွားတွေရင်ပြီးတော့မြေပြင်မှာတိုက်နေတဲ့ကျွန်တော်ညီကိုရဲဘော်တွေရှိတယ်နိုင်ငံကနေပါဝင်နေကြတဲ့တော်နိုင်ရဲ့အဖွဲ့အစည်းတွေ EAO EAO တွေအများရှိတယ်ဆိုတော့ကျွန်တော်တို့စိတ်သက်သာမလို့ပဲနဲ့ဒီမြေပြင်မှာတကယ်တိုက်နေတဲ့အဖွဲ့အစည်းတွေကိုတိုက်ရိုက်အာကူပေးကြပါအခုဒီနေ့ဒေါနာအာကော်လံကနေပြီးတော့မှအာပတိုရီ စပီယိုပေါ့နော်အဲဒေါနာအင်အားဆိုရဲဒီကမ်ပိန်းမှာအာကျွန်တော်ရဲ့ဒေါ်လာတပြတ်ချစ်သူတွေအနေနဲ့ပါဝင်ပေးကြဖို့ထပ်ထပ်ပြီးတော့မှတိုက်တော့ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ